အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဆရာနေထူးဖြစ်ပါတယ်ခင်ဗျဒီနေ့တနင်္လာနေ့ရတော့ကျွန်တော်ရရန်ကုန်ဟောကန်းလေးကဆော့ဆော့လေးပြီးသွားပါတယ်ကျွန်တော်မနက်ခင်းအစောကြီးကလေးထပြီးမှဘေးရင်ဟောနေခဲ့တာနှစ်နာရီထိုးလောက်ကြာတော့ဘေးရင်ဟောတဲ့လူတွေအကုန်လုံးပြီးသွားပါတယ်ခင်ဗျကျွန်တော်ဟောကန်းလေးကိုလာရောက်ပြီးတော့မှဘေးရင်မေးမြန်းကြတဲ့အတွက်လည်းမိတ်ဆွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကလာလို့ကြတဲ့မိတ်ဆွေတွေအဆောင်လာဝယ်ကြတဲ့မိတ်ဆွေတွေအများကြီးရှိတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအဲဒါဆိုတော့ဒီနေ့ကတော့အဘေးရင်လည်းဟောပြောပြီးသွားပြီအေးစစ်စစ်နားမယ့်အချိန်လေးလည်းရောက်သွားပြီဆိုတော့ အချိန်လေးရနေတာနဲ့မိတ်ဆွေတို့အတွက်ကျွန်တော်ရတရားလေးပြောပြမယ်ဆိုပြီးတော့မှဗီဒီယိုလေးရရတဲ့တာဖြစ်ပါတယ်ရတရားလေးကကျွန်တော်ကျွန်တော်ငွေချင်းနဲ့ပတ်သက်တဲ့ရတရားလေးပဲကျွန်တော်အမျှော်ပေးချင်တာပါအဓိကတော့ကြီးကြီးသောငွေချင်းပဲတည်မလားခုလောတဲ့မှာတော်တော်များများငွေချင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအခက်ခဲတွေပဲများပါဗျာအဲငွေချင်းပိုင်းအဆင်ပြေတခြားအလီတွေတော့နေသူလိုက်လိုက်ပြီးမှအဆင်ပြေတယ်ကျွန်တော်ပြောချင်တာနားလေလား မြေတားရေးအဆင်မပြေဘူးလားကိုကငွေကြီးနဲ့ပတ်သက်တာလေးအဆင်ပြေလာတယ်မြေတားရေးနဲ့ပတ်သက်တာလေးတော့နဲ့သူပြန်ပြီးမှကောင်းမွန်လာမှာပဲဟောကိုကအိမ်မိသားစုနဲ့အဆင်မပြေဘူးဖေမီနဲ့အဆင်မပြေဘူးကိုကအိမ်ကမိန်းမကလေးစသဖြင့်ပေါ့ဗျာအဆင်မပြေရလေးရှိရင်ကိုကငွေကြီးလေးလောက်ကန်လေးအဆင်ပြေတခြားအရာလေးတွေကတော့နဲ့သူဆက်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 ပြီးတော့မှအဆင်ပြေလာနိုင်တာဖြစ်ပါတယ်နော်အဲ့တော့ငွေကြီးပိုင်းဆိုင်ရာအဖင်ကလာတော့တွေမှာရေးကြီးပါတယ်အလောက်ကန်နဲ့ပတ်သက်တာငွေကြီးကိစ္စအဆင်ပြေဖို့ကအရန်ကိုအရေးကြီးဆုံးဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်ရေဒီယာလေးကကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ရေဒီယာလေးပါပဲလက်လာပါပွင့်လန်းစေတဲ့လက်ခေါ်သေးတဲ့ ရတရားလေးတခုမြောက်ဝေးပေးတော့မဖြစ်ပါနဲ့အရန်လေးလွယ်ပါတယ်ကျွန်တော်တို့ဘောပင်လေးတစ်ချောင်းလိုအပ်တယ်ပေါ့နော်ဆော့ပင်လေးမျိုးလေးရရင်တော့ကိုယ့်အတွက်ပိုးမှအဆင်ပြေတယ်ကျွန်တော်တို့ဒီရတရားလုံးဖို့အတွက်ဒီဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာတော့အသင့်ရှိပြီးသားလေးဖြစ်နေရပါတော့အိမ်မှာဘောပင်လေးနဲ့လှုပ်လိုက်မယ်ဆိုလို့ရှင်လည်းရပါတယ်ဟာကယ်ဝီကိုကဆော့ပင်လေးနဲ့ရတရားလုံးလိုက်မယ်ဆိုလို့ရှင်လည်းအဆင်ပြေပါတယ်ညာဘက်လက်လျာနေဆော့ပင်လေးကိုကင်ပါပြီးတော့ကိုယ့်ရဲ့ဖယ်ဘက်လက်ဖွာလေးကိုဖြတ်လိုက်ရမှာဖြစ်ပါတယ်ဖယ်ဘက်လက်ဖွာလေးဖြတ်ရင်မှဒီပုံမှာကျွန်တော်ကနားငယ်ပုံစံလေးရေးရမှာပါနားငယ်လေးကျွန်တော်ကျွန်တော်ရေးပြမယ်ကင်မရာလေးလက်လေးနဲ့တစ်ချက်လေးဒီမှာသွားလိုက်ရေးပြမယ်နော် ဒီပုံစံမျိုးလေးရေးပေးရမှာဖြစ်ပါတယ်ဆိုတော့နငယ်လေးကကျတော့သူကငကွင်းလေးကပိတ်နေရမျိုးမဟုတ်ဘူးငကွင်းလေးကဖွင့်ထားတယ်ဆိုတော့သဘောတရားလေးပေါ့ ဲ့လိုမျိုးအပွင့်ဆိုလို့ရှိရင်သူကပွင့်နေဆိုတဲ့သဘောတရားကိုတက်ရောက်တယ်။သူကအပွင့်လန်းတဲ့ပတ္တတာကြီးကောင်းတယ်ပေါ့။ကျွန်တော်တို့ဘေးနဲ့သဘောတရားနဲ့လောကီတွေမှာများသောအားဖြင့်သုံးတာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံတော်ဝင်တော်ကလောကုတ္တရာဒီကိုယ်တော်ကုန်တော်ပေါ်နေပြည်သူတို့ဘာဖြစ်လို့မြတ်စွာဘုရားကိုရမကြီးပေါင်းတည်တည်တူတီပါတည်တည်တီဆိုပြီးတော့မှငွေကြေးလက်လာပါပွင့်လန်းစီဖို့အတွက်ဆိုပြီးတော့မှသုံးလို့ရတဲ့အဲအစီရင်ပုံစံမျိုးပေါ့ပေါ့ပါလိပေါ့နော်ရိုးရှင်းရှင်းလုပ်လို့ရမယ့်ရည်ရည်ရလေးဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တော့ဒါတွေတော့တိတ်နားလည်မှာမဟုတ်တဲ့အတွက်ကျွန်တော်ရေးပြသလိုလေးပဲနားငယ်လေးကိုအဲ့လိုမျိုးလေးဖြည်းပြီးတော့မှအဖွင့်လေးဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးတော့မှကိုက အဲဂုံတော်လေးပါလေးယူမယ်ဆိုလို့ရှင်လေးရတယ်ပေါ့နော်ဂုံတော်လေးကျွန်တော်တစ်ခေါက်လောက်၃ခေါက်၅ခေါက်ဒီလိုပုံစံမျိုးလေးယူဖက်တည်တည်ပြီးတော့မှဆူတောင်းမယ်ဆိုလို့ရှင်လေးအဆင်ပြေတယ်နောက်တစ်ခါကကိုယ်နဲ့တက်ဆိုင်ရပါပေါ့နော်ဂါလာလေးယူပြီးတော့မှဆူတောင်းမယ်ဆိုလည်းရတယ်အဲနောက်တစ်ခါအုံတပ်ပလာပန်ဘဝီတတိပေါ့နော်ဒီလိုမျိုးလေးယူပြီးတော့မှဆူတောင်းမယ်ဆိုလို့ရှင်လေးအဆင်ပြေပါတယ်သူကငွေကြီးလက်လာပါပွင့်လန်းစေတဲ့ပုံစံမျိုးလေးဖြစ်တဲ့အတွက်လက်လာပါပွင့်လန်းစေဖို့အတွက်ငွေကြီးကိစ္စအဆင်ပြေစေဖို့အတွက်များတော့အဖြစ်တုံးလို့ရတာဖြစ်ပါတယ်ခင်ဗျာ အဲဒီတက်ပေါ်ကြီးမှာအတိအကျရေးခြင်းလဲဆိုလို့ရှင်တော့နိုင်ငံဒီဟာလေးကိုရေးရဆိုလို့ရှင်နိုင်ငံနေဝင်တော့လောက်ကူတာနေကိုဘသောခုနကဘာပြည်တယ်ဘာဝင်တယ်မျက်စောက်ပြန်ကိုရမေးပေါ့အသေးတီးပါသေးတယ်ဆိုမှကိုယ်ပတ်ဆိုင်လေးကိုရိုက်လိုက်ပေါ့နော်အဲ့ကောင်လေးနဲ့ဒီဒါလေးနဲ့လိုလေးရိုက်လိုက်ဖတ်အဲ့လိုမျိုးလေးရိုက်လိုက်ရိုက်လို့ရှင်တော့ငွေကြီးလက်လာဖာနဲ့ပတ်သက်တာလက်ခေါ်တာပေါ့နော်ကျွန်တော်ဆိုအခုမိတ်ဆွေတို့နဲ့အတူတူကျွန်တော်ရေဒီယာလုတ်ပြလိုက်တယ်မလားခဏနေကျွန်တော်ဟောကန်ဘေးမီးတဲ့သူရောက်လာအိမ်မှာကျွန်တော်ပတ်ဆိုင်ဝင်လာလိမ့်မယ်အဲ့လိုမျိုး နမူနာပဲပြတာပါကျွန်တော်ဆိုလိုချင်တာနားလည်လားလက်လာကွာလက်ခေါ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးခဏနေတယောက်လောက်ရောက်လာမှကြည့်နေတာโอเคမြေကျေးဇူးများပြီးတင်ပါတယ်ခင်ဗျာဒါလေးရေဒီယာလေးလာပြီးမျှဝေးပေးတာပါအားလုံးကျေးဇူးများတင်ပါတယ်